ရှင်ကျမတော်ဝန်ဒီပါ DUV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ကယ်လီဖိုးနီးယားပြည်နယ်ဆန်ဖရန်စစ္စကိုဘေးအဲရီယာမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်နဲ့မြန်မာနယ်ပါတိုင်းရင်းသားမိသားစုတွေတွေ့ဆုံပွဲကိုမေလ30ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်။ဝန်ကြီးကမြန်မာနိုင်ငံအတွင်းစစ်ရေးနိုင်ငံရေးနဲ့ တန်ရေးတမန်ရေးနဲ့အထွေထွေထိုးစစ်စတဲ့အကြောင်းအရာတွေကိုတက်ရောက်လာတဲ့တိုင်းရင်းသားအင်အားစုတွေထောက်ဖို့ပြည်သူတွေနဲ့ຫນွေဦးတော်လှန်အင်အားစုတွေနဲ့ပွင့်လင်းမြင်သာစွာဝိုင်းဝန်းဆွေးနွေးခဲ့ပြီးမေးမြန်းဆွေးနွေးချက်တွေကိုလည်းပြောဆိုရှင်းပြခဲ့ပါတယ်။ဒါ့အပြင်အမျိုးသားညီညွတ်ရေးအစိုးရရဲ့နိုင်ငံရေးနိုင်ငံတကာဆက်ဆံရေးစစ်ရေးအုပ်ချုပ်ရေးဗန္ဒာရေးနဲ့လူမှုဆက်ဆံရေးဆိုင်ရာကဏ္ဍ6ရဲ့နဲ့ပတ်သက်တဲ့လှုပ်ဆောင်နေမှုအခြေအနေတွေကိုဝန်ကြီးဒေါ်စင်မောင်ကပုံပွင့်လင်းလင်းထုတ်ဖော်ဆွေးနွေးခဲ့လို့သိရပါတယ်ရှင်။ စာတင်ကျောင်းနေပြန်လဲဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက်စာတင်ကျောင်းဝင်းအတွင်းမှာယာယီတဲထိုးနေနေရတဲ့အင်အားပြင်းငလျင်ဒန်သစ်နေပြည်တော်ကဝန်ထမ်းတွေကိုပြန်လဲဖယ်ရှားဖို့စစ်ကောင်စီလက်အောက်ခံပညာရေးဌာနကညွှန်ကြားထားတယ်လို့ဌာနဆိုင်ရာဝန်ထမ်းတွေစီကနေသိရပါဗျ။ စစ်ကောင်စီကမက်ရှလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်တန်တဲ့ဝန်ထမ်းတွေနေထိုင်ဖို့နေပြည်တော်စပူတိရီမြို့နယ်ညာနာတိတ်ထိရက်ကွက်မှာရှိတဲ့အာထကကိုးចောင်းဘော်လုံးကွင်းနဲ့ဒနာတိတ်ထိရက်ကွက်မှာရှိတဲ့အာထကခုနှစ်ចောင်းဘော်လုံးကွင်းတွေမှာယာယီတဲအလုံးပေါင်း80ကျောက်ကိုထိုးပြီးတော့နေထိုင်ခွင့်ကိုစီစဉ်ပေးခဲ့လို့သိရပါတယ်ငလီတန်တဲ့ဒေတာတွေအပါအဝင်အခြေခံပညာကျောင်းတွေပြန်လည်ဖွင့်လှစ်ဖို့အတွက်ကျောင်းအပ်လက်ခံခြင်းတွေကိုတော့မေလ23ရက်နေ့ကစတင်လှုပ်ဆောင်ခဲ့ပါတယ်။ လာမယ့်ဂျွန်လ၂ရက်နေ့မှာအကြောင်းတွေကိုစတင်ဖွင့်လှစ်တော့မှာဖြစ်တယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားမြင့်ငလင်တန်းကြောင့်စစ်ကောင်စီရုံဆိုင်တဲ့နေပြည်တော်ဝန်ထမ်းအင်အားတိုက်တန်းတွေယာနဲ့ချီပြီးတော့ပြိုကျပျက်စီးခဲ့ရပါတယ်။အချိန်နှလားကြော်ကြတဲ့အထိဝန်ထမ်းတွေကနေထိုင်စရာအခက်အခဲတွေဖြစ်နေကြပါရဲ့ရှင်။ မြမအရေးနဲ့ပတ်သက်ပြီးအမေရိကန်အစိုးရရဲ့မြင်သားရဲ့လှုပ်ရှားမှုမတွေ့ရသေးပေမဲ့အမေရိကန်လွှတ်တော်မှာတော့ဆွေးနွေးတိုက်တွန်းမှုတွေအဆက်မပြတ်ရှိနေတယ်လို့လေလာသူတွေကပြောပါရယ်။တူတာချန်သာသတင်းပေးပို့ထားတာပါရှင်။ မြမအရေးအတွက်တန်တမန်ထားရှိရေးဘာမာ Exco အမြန်အကောင့်ထေပေါ်ရေးမြမစီးပွားရေး Corporation MEC ကိုပိတ်ဆို့အရေးယူနိုင်ရေးစတဲ့အချက်တွေပါဝင်စစ်ကောင်စီကိုဖိအားပေးနိုင်မယ့်အချက်တွေကိုဦးစားပေးဆောင်ရွက်ဖို့အစိုးရကို American လွှတ်တော်အမတ်တွေကစမတ်ပြတိုက်တွန်းနေကြတာပါမေလ27ရက်နေ့မှာကန်နိုင်ငံသားရေးဝန်ကြီး Marco Rubio ဟာအောက်လွှတ်တော်နိုင်ငံသားရေးရာကော်မတီမှာကြားနာမှုပြုလုပ်ခဲ့ပြီးမြမရေးနဲ့ပတ်သက်တဲ့လွှတ်တော်အမတ်တွေရဲ့တိုက်တွန်းမေးမြန်းတာတွေကိုတုံ့ပြန်ဖြေဆိုခဲ့တာတွေ့ရပါတယ် မြန်မာရေးကိုဥတည်ထားတဲ့ Burma Act နောက်ဆက်တွဲအဖြစ် Brave Burma Act ကိုလွတ်တော်ဘာဆလန်အကောင့်ထဲပေါ်ပြီးအစိုးရကအတည်ပြုပေးဖို့အတွက်လည်းလွတ်တော်အမတ်တွေကတိုက်တွန်းခဲ့တာပါ Rubio appropriations committee ya hearing လုပ်တယ်မလားအဲ့တော့ဗမာပြည်ကျောင်းမေးတယ်တော်တော်များတယ်ဗျာ Miss McConnell လည်းဗမာပြည်ကိုသူ mention လုပ်တယ် soft power ပမာပြီးမှာခင်ဗျားတို့လုံးရကြောင်ကြာသွားတော့ပေါ့အဲ့ဒါအမေရိကန်အတွက်မကောင်းဘူးပေါ့ပမာပြီးကိုနာမည်ထုတ်ပြီးတော့မေးတဲ့ကျွန်တော်တော်တော်များများတွေ့တယ်ဗျာ Brave Burman Act ဆိုပြီးတော့ Bill Haysinger ရုံးကဒီ Burman Act ရဲ့ amendment ပူကောင်းအောင်လုပ်ဖို့ပေါ့နော်အဲ့ဒါ root တင်တယ်ဗျာပြီးတော့ MEC ကို section လုပ်ဖို့တင်တော်ကြီးမတင်တော်ကြီးကိုလေးလာဖို့တောင်းတယ်ပြီးတော့ Myanmar invoice ဆိုပြီးတော့သူတို့တတ်တတ်ခတ်ဖို့တောင်းတယ်ပြီးတော့အထူးရောင်ရွေးကောက်ပွဲလုပ်ပြီးတော့နောက်ထပ်အစိုးရဖွဲ့တယ်ထား International Monetary Fund ကသူတို့နဲ့အဆက်အသွယ်မလုပ်ပါနဲ့ဆိုပြီးတော့အဲ့ဒါတောင်းထားတယ် ပြီးတော့မှဗမာပြည်အတွက်ဒီနေ့အကူအညီ120တန်းအနေမလျှော့ဘူးဆိုပြီးတော့အောက်လွတ်တော်ကအမ16ရောက်ဝိုင်းပြီးတော့ရေးကြတယ်ဗျာ Brief Burma Asco 2024ဂျွန်လမှာဖွဲ့စည်းခဲ့တဲ့ Burma Caucus အဖွဲ့ရဲ့ပူးတွဲဥက္ကဋ္ဌ Republican အမတ် Bill Heisinger ကဦးဆောင်ပြီးလွှတ်တော်မှအကောင့်ထဲပေါ်လာဖို့ကြိုးစားနေတာပါ။မြန်မာပြည်ဟာထူးခြားတဲ့ချိန်ချောက်မှုအဖြစ်ဆက်ရှိနေကြောင်း February 6ရက်နေ့မှာအင်ဘီရိုကကြေညာချက်ထုတ်ပြန်ထားပါတယ်။သမ္မတ Donald Trump မှာ January 20ရက်နေ့မှာသမ္မတအဖြစ်ကျမ်းတစာကျင်းပခဲ့ပြီးနှစ်ပတ်ကြာမှဒီကြေညာချက်ထွက်ပေါ်ခဲ့တာပါ။သူ့ရဲ့ policy က American First ကိုပြောင်းလိုက်တဲ့အတွက်ကြောင့်အကုန်လုံးကကမောက်ကမာကြီးဖြစ်ကုန်တာပေါ့။အဓိကကတော့သူက ဝေါ်အော်ရာကိုအပြောင်းလဲလုပ်ချင်တယ်ရည်ရွယ်ချက်ကတော့အင်မတန်ကြီးမားတဲ့ရည်ရွယ်ချက်ဖြစ်တယ် ဒါပေမဲ့လည်းလုတ်တဲ့ကိုင်းတဲ့နေရာမှာအာဏာရှင်နိုင်ငံမဟုတ်တဲ့အတွက်ကြောင့်စွတီယိုလုတ်လို့မရတော့စိတ်သွားတိုင်းကိုမပါဖြစ်တဲ့သဘောရှိတာပေါ့ Greenland တို့အောက်ဘက်မှာရှိတဲ့ပနားမတူမြောင်တို့ကိစ္စတွေမှာလည်းတောင်ဘက်နဲ့မြောက်ဘက်ပိုင်းကိုဝင်ရိုးတွန်းသူကအင်အားတွေတိဆောက်လာတယ်ဆိုတော့ကဘာကြီးကလည်းစိုးရိမ်မှုတွေကြီးမားလာတာပေါ့ဗျာသူကအဲ့ USAID ID တစ်ခုလုံးကိုဖျက်သိမ်းလိုက်တယ်ဆိုတော့ကဘာအနှံ့အနှံ့မှာခဏောင်းကနေနေဖြစ်ကုန်တယ်အထူးသဖြင့် democracy အပြောင်းလဲတွေ့တိုက်ပွဲ က်ဝင်နေကြတဲ့ကျွန်တော်တို့လိုနိုင်ငံမျိုးတွေကတော့အပြင်းထန်ထိခိုက်နှိမ့်လာမှုတွေရှိခဲ့တာပေါ့ဗျာသမ္မတထရမ့်တောင်းယူပြီးရပိုင်းအတွင်းမှာကန့်သတ်မိတ်အများအပြားကိုလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာကြောင့်ပြည်တွင်းပြည်ပမှာအငင်းပွားစရာရိုက်ခတ်မှုတွေဇက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ် cram ဆိုရဟာကျန်းသစ္စာချိန်ဆိုပြီးတလားကျော်အကြာမက်လကုန်ပိုင်းမှာဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်တယ်ဆိုတဲ့စွဲချက်တွေနဲ့တရားစွဲဆိုမှုပေါင်း132ခုအထိပြန်လည်ကြုံတွေ့ခဲ့ရပြီးပြည်တွင်းရှုပ်တွေ့ခဲ့ပါတယ်။ဒီလိုနဲ့ကစားတဲ့ကစားပြောရမှာစိတ်တိုင်းကျွန်တော်တို့အထောက်အပံ့ဖြစ်တယ်။ဒါမှလည်းဒါကိုလည်းကျွန်တော်တို့စိတ်ချလို့များဆိုဖြစ်တယ်။ချိုးပြီးပြောလို့ဆိုတော့ဂရီးပကောက်အောင်ပြုဆောင်တဲ့ရုံးကန်တွေတိုင်းပြည်ချက်ကတော့ဒီ try policy ကတော့ you ဒုက္ခရောက်စေဘူးနော်ဒါမဲ့လည်းတစ်ဖက်မှာတည်ရောက်ကကျွန်တော်တို့တိုင်မျိုးဝန်ဆုံးဖို့လည်းပတ်သက်လို့ရှိရင်တော့လည်းကျွန်တော်အနေနဲ့အားကိုးလို့ရမှာဆိုပြောတော့ကျွန်တော်တို့စူးစမ်းနေရှိဘူးဟိုတိုင်မျိုးပြောမယ်ဆိုတော့အားကိုကျွန်တော်သူ့ရဲ့ policy တွေကနေကျွန်တော်ကြောက်တော့ပြီမယ်ဆိုတော့အတိုင်းပဲဆွေးနွေးမှုလည်းရှိပါပြင်ဆင်မှုလည်းရှိပါ ရှေ့တောင်အာရှဒေသတွင်နိုင်ငံတွေအရင်းနဲ့ပတ်သက်ပြီးအာဆီယံနိုင်ငံတွေကိုဘက်ခွဲပြီးဆက်ဆံသွားမှာမဟုတ်ဘူးလို့အမေရိကန်နိုင်ငံသား၏ဝန်ကြီးမာကိုရူဘီယိုကဇန်နဝါရီလထဲမှာပြောဆိုထားပါတယ်။ဇန်နဝါရီ27ရက်နေ့ကုလသမဂ္ဂဆိုင်ရာအမေရိကန်တန်မတ်ကြီးဖြစ်တောင်းချန်းဆောင်ရေးကန်ထက်လွတ်တော်ဂျန်နာပွဲမှာတန်မတ်ကြီးအဲလစ်စတီဖာနီကမြန်မာနိုင်ငံတွင်လူခွင့်ချိုးဖောက်မှုတွေကိုဖြေရှင်းရေးဟာဥစားပြီးအရေးကိစ္စဖြစ်တယ်လို့ရှေ့တောင်အာရှနဲ့မြန်မာရေးရာဆက်ဆက်မေးခွန်းကိုဖြေကြားရမှာထက်သွင်းပြောဆိုခဲ့ပါတယ်။ဒီပြောဆိုချက်တွေဟာတရုတ်နိုင်ငံနဲ့နယ်မြေချင်းကြီးစပ်နေတဲ့ရှေ့တောင်အာရှဒေ တာကိုအမေရိကန်ဆိုရတဲ့ကအာယုံစုဆိုင်မှုရှိနေကြောင်းဖော်ပြခဲ့ကြတာဖြစ်တယ်လို့လေလာသူတွေကမှတ်ချက်ပေးပါတယ်ကျွန်တော်တူတချမ်းသာပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝမ်ဒီပါ